မင်္ဂလာပါ။ Audio Wine စောင်းနိုင်မှအကျိုးဆုံးပါတယ်။ယခုတစ်ခါမှာတော့ဆရာညိုထွန်းလို့ရေးသားထားတဲ့မန္တလေးအလုတ်မန္တလေးအရွေးဆိုတဲ့အကြောင်းကိုအပိုင်းနှစ်နေနဲ့ဖတ်ပြပေးမှဖြစ်ပါတယ်။နားဆင်ကြပါဦးခင်ဗျာ။မန္တလေးအလုတ်မန္တလေးအရွေး၃အိမ်အိမ်နဲ့အမောင်ရိုက်တွေဆုံးပေနေသည့်ကျွန်တော်အိမ်ကိုတစ်ချက်လှမ်းကြည့်လိုက်သည်။ငလျင်ကြောင့်ထိခဲ့သည့်ဒဏ်ရာတန်ချက်တွေမြေမြရှိမည်မသိ။ မနှက်ဖြန်ရောက်မှ အသေးချာကြည့်ရတော့မည်တကယ်တော့ကျွန်တော်အိမ်ဟုဆိုလိုက်ရတော့လဲအမှန်စင်စစ်အာစီနှစ်ထပ်တိုက်တလုံးဖြစ်သည်ဒါကြောင့်ကျွန်တော်အိမ်မဟုတ်ကျွန်တော်တိုက်ပေါ့ခတ်တာကျွန်တော်တိုက်ဟုမတက်တာ၍ပြောလိုက်မိတိုင်းဘလို့မှအစင်မပြေစိတ်ထဲမှာကြီးကျက်သလိုရှိနေပြီးဘလို့လို့နှုတ်ဆွနေမိသည်အိမ်ဟုပြောလိုက်ရမှသာကျွန်တော်အတွက်ရှင်ထဲမှာနှွေးထွေးသွားပြီး လွတ်လပ်ပေါ်ဝါသွားခဲ့သည်တေချာတွဲချလိုက်လျင်အိမ်ဒီခုံနားရံအတွက်တာမဟုတ်တဘောတတန်တန်ရာတွင်အခိုက်တန့်ကြုံရသောမိသားစုဘွားတွေကိုချစ်ခင်မြတ်လို့ချင်းပျော်ရွှင်ခြင်းတို့ဖြင့်ဆင်းနောင်ပေးထားပြီးနေစရာအတွက်ကြောင်းကြစရာမရှိစေပဲအင်အားပြည့်သည့်စိတ်ခွန်အားတွေကိုဖြည့်ဆည်းပေးထားသည်ပဲအိမ်ဒီခန္ဓာကြီးကျယ်ခြင်းမှကြီးကျယ်ပါလိမ့်မည်တေဝါရယ်နှင့်ဆောက်ထားသောတာမန်ရိုးရိုးအိမ်လည်းဖြစ်နိုင်သည် အသွင်သဏ္ဍာန်မျိုးမျိုးဖြစ်အိမ်တွေပိုင်းဆိုင်မှုကိုဖော်ပြတော့ကျွန်တော်တို့အိမ်သူတို့အိမ်ငါတို့အိမ်ခမားတို့အိမ်တွေတရှိလူသားတွေရဲ့ဘဝတွေကိုခိုးလုံရှင်းတန်းခွင့်ပေးထားသည့်အိမ်တွေယခုတော့ငလျင်သည်အိမ်တွေကို ဖြိုလဲချလိုက်ခဲ့ပြီကောပျက်စီးသွားခဲ့သည့်အိမ်တွေနဲ့တူပြိုလဲကျသွားမည့်ဘဝတွေမြေများရှိမည်ကိုကျွန်တော်မတွေးရငလျင်တကယ်လှုပ်လိုက်တော့စားတော့ပြီးစီးတဲ့ လမ်းပေါ်မှာအိတ်ချဖို့ပြင်ဆင်ကြရတယ်ပြီလမ်းနဲ့ရှိအိမ်တိုင်းမြေသူမြကော့အိမ်ထဲမှာအိတ်ဖို့စိတ်မကူးရကြတော့ငလင်ကြောင့်အိမ်ဒီကြောင်းလန့်စရာဖြစ်ပြောင်းလဲသွားခဲ့ရသည်လမ်းတောင်ဘက်ထိပ်မှရှိသည့်တိုက်ကလမ်းဝင်ဝါကိုဝလုံးဖြစ်တား၍ပိတ်လိုက်သည်ထို့နောက်မော်တော်ကားတစ်စီးကိုလမ်းပေါ်မှာကန့်လန့်ဖြတ်၍ရပ်ထားလိုက်သည်ငလင်လှုပ်ပြီးသည်နှင့်ခိုးဆိုးလူရမှုတွေအချိန်မရွေးကြုံတွေ့နိုင်၍ ဘေးရနေမရှိအောင်ကြိုတင်ကာကွယ်ထားလိုက်ရခြင်းမကြခင်ကတ္တရာလမ်းမမှာတညတာအိပ်ဆက်ဖို့အတွက်အဲ့ရနဲ့ခြင်တော်တွေအစီရီတွေ့မြင်လာရသည်တချို့ကကွဲဘလူးကားနောက်ခန်းမှာတချို့ကတော့ဒရင်ဘက်ခင်း၍ကျွန်တော်တို့ဇနီးမောင်နှံလဲတညတာအိပ်ဆက်ဖို့အတွက်ဥစွာပထမပင်ရှိဝန်တကားဝအတွင်ကွန်ကရစ်ကျန်းပေါ်မှာပလတ်စတစ်ဖြာချမ်းကိုဖြန့်လိုက်သည်ပြီးမှမွေးရပပလေးကိုထပ်၍ခင်းလိုက်သည် အဲ့ဒီနောက်ချင်းအောင်ထောင်ဖို့ချင်းအောင်ကျိုးတွေခြေစရာတိုင်းမရှိ အရေးမကြီးပါလောလင်းကြာစနီလန်ရဆိုတဲ့အတိုင်းပေါ့အဲ့ရှက်ဝန်ကားတန်တိုင်းနှစ်ဖက်ကိုပလတ်စတစ်ကျိုးတွေဖြစ်ခြေလိုက်ချင်းဖြစ်ချင်းအောင်တိုင်းနှစ်ခုကိစ္စဖြည့်ရှင်းလိုက်သည်ကြံတစ်ဖက်ကိုပလတ်စတစ်ထိုင်ကုန်တစ်လုံးချပြီးအဲ့ဒီပေါ်ကိုရေတံဘူးတစ်လုံးတင်၍ရေတံဘူးဘွားကိုချင်းအောင်ကျိုးခြေလိုက်သည်နောက်ဆုံးခြေရမြေချင်းအောင်ကျိုးကိုတော့ ကောအရာနီခေါင်းတည့်ရွေရထားသည့်မော်တော်ကား၏နောက်ကြည့်မှန်အောက်မှခြေလိုက်သည်အားလုံးပြီးသွားပြီကျွန်တော်အမိုးပိဆာသည့်အိကျနေပြီးဖင်ချထိုင်လိုက်လျင်ခေါင်းနဲ့ထိကပ်နေ၏ကုံလေးကျမ်းမြင်ကလမ်းပေါ်ကမိုးရွေတွေအရှိရေမြောင်းတဲ့သို့စီးသွားနိုင်အောင်ဇင်ညျရှောပြုတ်လောက်ထား၍အဲ့ရတည်လဲခက်ဆောင်းဆောင်းလေသတိလက်လွတ်အိတ်မိလျင်လူတစ်ခုလုံးအိတ်ပြော်ရင်ဘော်လုံးလို့ တလိမ့်နှစ်လိမ့်လိမ့်သွားနိုင်သည်ကိုတွေးမိရင်ပြုံးလိုက်မိသည်ညရောက်လာသည့်တိုင်လစ်လစ်ချက်မတိုက်ဘဲအပူငွေ့တွေထဲမှာပြုတ်အိုက်ကြီးဖြစ်နေသည်အနားရှိမြောင်းပုတ်အနံ့စိုးတွေက ထောင်းထောင်းထနေလျက်ရှင်တွေကလည်းတယုံယုံဆိုတော့ဆက်ချလက်ချတမေးလေးမှိတ်ဖို့တောင်မလွယ်ဘူးတနေကုန်နေလန်းခံထားရသည့်ကွန်ကရစ်ကြမ်းပြင်စီကအပူရက်သည်တနာရီလောက်အကြာမှာခင်းထားသည့်မှွေရတဲ့သို့ရောက်လာခဲ့သည် မြို့သမီးကချင်းတောင်တဲမှာရက်တဖြက်ဖြက်ခတ်ရင် မတက်နိုင်ဘူးလေဒီလိုပဲလှိုင်းလိုက်ထိုင်လိုက်လောက်ရမှာပဲဟုပြောသည်သူစိတ်ထဲတွင်အယားယားကိုဆက်လျှော့ထားလိုက်ဟန်တူသည်ခဏနေတော့သူလဲအိမ်စာချုပ်လိုအရေးတကြီးပစ္စည်းတွေထည့်ထားသည့်အိတ်ကိုခေါင်းရင်းမှထားပြီးမှုရပါမှာခွေလဲလိုက်သည်ကျွန်တော်ကတော့ညမှာအိတ်တက်သူမဟုတ်၍လမ်းလျှောက်လိုက်နားလိုက်လုံရင်ဖြစ်တညတာကိုဖျက်ဆီးရတော့မည် တပေါင်းလလာခွယ်များဖြစ်၍မိုးကောင်းကင်မှာလာမင်းလည်းမထွန်းလင်းနိုင်အမောင်တို့သည်ညာနဲ့လာတဲ့အမြအားကောင်းလာခဲ့သည်မန္တလေးမြို့ကြီးတစ်ခုလုံးအမောင်တို့ထဲမှာတနေရာမှာမှလင်းနေသည့်လက်စစ်မီးအလင်းရောင်ကြောင့်မိုးကောင်းကင်စီတို့ရိုက်ခတ်နေရမျိုးလည်းမတွေ့ရနေရာတိုင်းမှာအမောင်အရက်ရှိမျက်နှာတစ်ခွင်လုံးတကက်ကိုမှောင်နေမဲမဲအမောင်တို့ထဲမှာနှမြုပ်နေချာသည့်မန္တလေးမြို့ကြီး ပြီးတော့ရုတ်တရက်ငလင်ဘေးဒုက္ခကြုံတွေ့လာရ၍ကို့အနီးနားမှလွဲပြီးဘယ်နေရာမှာဘာတွေဖြစ်နေရမှန်းမသိရသေးကျွန်တော်ဒီကုန်းမြုံရင်ကတရလမ်းပေါ်မှာခေါတောက်ခေါက်ပြန်လမ်းလျှောက်နေလျက်တယ်လီဖုန်းနဲ့ပတ်စံအိတ်ထပ်ထားသည့်စကူးချိုချိုစီကလက်ဆောင်အိတ်ကိုညာဘက်ပခုံးပေါ်မှာလွှဲထားပြီးလက်တစ်ဖက်ကလက်နှိုက်တမီကျန်တစ်ဖက်ကရက်တောင်ဖြစ်ခြင်တွေကိုအဆက်မပြတ်ခါရမ်းရင်စကိုင်းငလျင်နဲ့ ခိုင်းတရာကြီးလဲကျိုးသွားပြီလေညနေခင်းတုန်းကတဆင်စကားကြားလိုက်ရတဲ့တဲ့င်းချက်လက်ချုပ်ခေါင်းထဲသို့ရောက်လာတဲ့နဲ့ရှောင်းလက်ဆခြေလန်းတွေလဲတောက်ငနဲ့ရတန့်သွားသည်သကိုင်းငလင်ဆိုတော့သကိုင်းပြည့်ရွေးကအစာပြုတ်လိုက်တာလားဒီတိုင်းဆိုရင်ဖြစ်စိုးရင်စိတ်တွေနဲ့တူတစ်ချိန်ကလက်ဖက်ရည်ဆိုင်မှာအတူထန်ညာရင်သကိုင်းပြည့်ရွေးနဲ့ငလင်အချောင်းကို ရှင်းပြသည့်ဆေးရုံကိုသတိရလိုက်သည်လွန်ခဲ့သည့်7နှစ်ကျော်လောက်ကဖြစ်သည် ဆရာသည်ဘူမိဗေဒပညာရှင်တူဘုံကြီးဌာနမှအငိမ့်စားယူလိုက်ပြီးနောက်ကျွန်တော်တို့နဲ့နေစဉ်လိုလိုလက်ဖက်ရည်ဆိုင်မှာစုံပြစ်ကြသည်ဆရာပြောပြသည့်အတွေ့အကြုံတွေကများပြားပြီးစိတ်ဝင်စားစရာတွေကြီးတရက်တော့ပြောရင်းဖြင့်စကိုင်းပြည့်ကျော်အကြောင်းစီတို့ရောက်သွားသည်ပြည့်ကျော်မူလားဆဖြစ်တရာအနိတဝိုက်စီတို့ခံမှန်း၍ဆရာသွားခဲ့သည်မြေအကွဲအကြောင်းရာလေးကို တွေ့လိုက်ရသည်အဲ့ဒီအကြောင်းတစ်ခုကြောင့် အနားမှာအစင်းသင်းတွေ့ရသည့်မှန်ချက်အကွဲလေးဖြင့်ထောက်ထားလိုက်သည်စနစ်တကျလေးလာလာမျိုးတော့မဟုတ်ထိုနေရာသို့ရောက်နေ၌လေးလာစူးစမ်းသည့်သဘောဖြစ်သည်နောက်တစ်နေ့ရောက်တော့ထိုနေရာသို့တစ်ခေါက်ပြန်သွားသည် အကွဲကြောင်းရသည်ရခင်ထက်ကျယ်ဝန်းသွားပြီ ထောက်ထားသည့်မှန်ချက်ကလေးသည်မြေကြီးထဲသို့ပြုတ်ကျသွားသည်ကိုတွေ့လိုက်ရသည်ကျွန်တော်လဲနားမှာရှိနေတဲ့အရင်မှန်ချက်ထက်နည်းနည်းကြီးမဲ့မှန်ချက်အကွဲလေးနဲ့ မြေအကွဲကြောင်းတစ်ခုကြားကိုထောက်ပြီးပြန်လာခဲ့တယ်။နောက်တစ်နေ့ရောက်တော့တခါထပ်ပြီးသွားလိုက်မိပြန်တယ်။တွေးလိုက်ရတာကမြေအကွဲကြောင်းတည်တိတတထန်ရှားကြီးမားလာခဲ့ပြီးအကြောင်းတစ်ခုကြားကိုထောက်ထားသည့်မှန်ချက်တွေလည်းအောက်သို့ပြုတ်ကျသွားသည်တဲ့။သူတတိယအခေါက်မှာဆရာနဲ့အတူဆရာမိတ်ဆွေမြေငလင်းကိုစက်ပင်စားသည့်ဆဲ့လူမျိုးတယောက်အဖော်ပါလာခဲ့သည်။သူခမညာ မြေအကွဲအချောင်းကိုချည်ရင်အံ့ဩထိတ်လန့်သွား၏ဒီလိုဖြစ် လိန်ငါ6လလောက်ကြာမန္တလေးမြို့ကသူပိုင်ဆိုင်သည့်တိုက်တွေကိုရောင်းချပြီးရန်ကုန်သို့အပီးပြောင်းရွှေ့သွားသည်တဲ့ပညာရှင်တဦးကိုတံမိုးထားသူတယောက်ဖြစ်၍တစ်ချိန်မှာဖြစ်လာနိုင်သည့်အနေရကိုနားလည်နေခဲ့သည်ကိုသူစင်ကမန္တလေးမြို့ကြီးထဲမှာအထက်မြင့်အစာဦးတွေအပြိုင်ဆိုင်စတင်ဆောက်လုပ်နေကြပြီတို့ရတွင်စကိုင်းပြည့်ပြည့်ကျော်ကျောင်းကို မြေသူမျှမတွေ့ကြပညာရှင်တွေကထောက်ပြပြောဆိုလဲစိတ်မဝင်စားမြေငလင်းလှုပ်မြင့်အချိန်ကိုမမှန်းနိုင်၍သတိပေးစကားတွေကိုပဲရည်စရာပြောင်းစရာလိုလိုဟာမြေငလင်းတကယ်လှုပ်လိုက်တော့ခါကျွန်တော်ခြေတော်အောက်ရှိမြေကြီးသည်ဒုတ်ဒုတ်ဆိုသည့်အတန်ဖြစ် အရှင်ပြင်းပြင်းစောင့်တိုးလိုက်သည့်ခံစားမှုအစကနဦးရေကစကိုင်းပြည့်ပြည့်ကြောင်းကြောင်းကိုစဉ်းစားနေ၍ငလင်းလှောက်တာစိတ်အထင်ဟုတွေးလိုက်မိသည် လမ်းပေါ်မှာအိတ်နေကြသူအလုံးကြောက်အားလန့်အားဖြင့်ချင်းတော်ထဲမှပြေးထွက်လာကြသည်လက်ကင်ဖုံးမီးကိုဖွင့်၍တယောက်ကိုတယောက်ကြည့်နေကြသည်ငလင်းသည်ပြုံးငနဲ့ကြောက်လာသည်တမနဲ့တွင်မှ ပြောက်ွယ်သွားသည်ခတ်တာကငလင်းငြိမ်သွားတော့လဲပြန်မအေးရဲကြမအေးဖက်ချင်းတော်ပြင်မဲ့ထွက်ပြန်တော့လဲကြိုက်ခဲသွေးဆပ်ဖို့ဆောင်းဆိုင်နေကြသည့်ချင်းတို့ရလဲမရေမတွက်နိုင်ငလင်းကြီးလှုပ်ပြီးတဲ့နဲ့ အသေးကလေးတွေမှကြာခဏရောက်လာတတ်သည်ကိုသိနေ၍တမဲတရေအဲ့လိုလည်းမဖြစ်ပြန်မြေတုပ်ပင်ဖြစ်စေအပြင်ဘက်မှာအချင်းကြကြမနေနိုင်တော့ပဲအိတ်ဖို့ဟန်ပြန်လိုက်ကြပြန်သည်တိတ်မကြမြေကြီးထဲမှာတဒေါတောက်အတန်နဲ့တူ မြေပြင်သည်ဆက်ကနဲလောက်ခါ၍ကြောင်းလန့်တကြားဖြစ်ကုန်ကြသည်ဒီတကားလောက်သိငလင်ကအနန်းငယ်ပြင်သည်တို့ဖြစ်မြေသူမြအိတ်ဖို့စိတ်မကူရကြတော့ပဲ အမောင်ထဲမှာငုတ်တုတ်ထိုင်းနေကြရသည်ထိုညကမနက်လင်းအာရုံရောက်သည့်အချိန်ထိလေးကတိတိလှုပ်သွားခဲ့သည်ဟယ်လိုကြားလားအရှိစိန်မှအလင်းရောင်ပြုတ်လာချိန်တွင် ကျွန်တော်တို့သည်တရေမြအိလိုက်ရသည့်အိယာကိုတင်စီလိုက်ကြသည်ပြီးတော့ခေါင်းမွေရနှင့်ခေါက်ထားသည့်ချင်းတော်ကိုအိမ်ထဲသို့သွားမထားရတာကြောင့်အစင်ပြေသည့်နေရာမှာထားလိုက်ကြသည်ကျွန်တော်လည်းအိမ်ဝင်းထဲက တရက်ပင်အောက်ကခုံနှလုံးပေါ်မှာအစင်ပြေသလိုတစ်ခုပေါ်တစ်ခုဆင့်၍ပုံထားလိုက်သည်ပြီးတော့သွားတိုက်မျက်နှာတက်သည်ထိုးစင်းအမျိုးသမီးကကျွန်တော်နားသို့ရောက်လာသည်လမ်းထိပ်ကပဲတဲ့ရဲ့အတန်ကြားလိုက်လို့လေငချိတ်ပောင်းနဲ့ပဲဝယ်ဖို့အမြန်သွားလိုက်ပါတယ်ထိပ်ကအိမ်တွေကဝိုင်းဝယ်လိုက်ကြတဲ့မရလိုက်တော့ဘူးဝယ်လို့အားနဲ့ရောင်းလို့အားမမြသေးတဲ့ဘောခဏနေရင်လက်ဖက်ရည်ဆိုင်သွားပြီးစားကြတာပေါ့ကွာ ကျွန်တော်ကပြောလိုက်မိသည်တဖက်ကြီးဆိုင်ထိုင်ပြီးမနှက်စာအတွက်ဘိုက်ပြစ်အောင်ဖြည့်ထားမှဖြစ်မိကျွန်တော်စိတ်ကူကအဲ့ဒါလို့နဲ့ဖြောင်ဖြူးနေလေဤအင်တကမာကြီးကပြိတ်မရတော့၍ဒီအတိုင်းဟောင်းလောင်းထားခဲ့ရင်အိမ်ဝင်းတကားကိုတောက်ခတ်၍မော်တော်ကားဖြင့်ထွက်လာခဲ့သည်ဒီတရက်တော့မန္တလေးနဲ့နက်ခင်းသည်ကြည်လင်းလန်းဆန်းခြင်းတွေ ပေးနိုင်စွာမရှိတော့လမ်းတစ်လျှောက်မှာ စိတ်ဆင်းရဲစရာမြင်ကွင်းတွေကိုပဲတွေ့ရသည်တတိယလမ်းမပေါ်မှာအင်္ဂလိပ်အကျိုးပဲ့တွေပုံနေသည်ပြိုကျနေသည့်တိုက်တွေနဘဲတို့ရိုင်းရိုင်းနေသည့်တိုက်တွေပြိုမကျသေးပဲလမ်းမော်တို့ငိုက်ကျနေသည့်တိုက်တွေလက်ဖက်ရည်ဆိုင်တွေကလည်းမဖွင့်ရှမ်းခေါက်ဆွဲဆိုင်တွေလည်းပိတ်ထားသည်ဖွင့်ထားသည့်လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာတော့လူတွေကြိတ်ကြိတ်တိုးနေကြသည်တို့ဖြစ်အစားတလောက်အတွက်စားသောက်ဆိုင်တွေကို နေရာအနှံ့ရှာဖွေရင်ငလျင်ဘေးဒဏ်ခံရသည့်နေရာတွေကို ကြည့်မိလျက်သားဖြစ်သွားသည်မြင်တွေ့သည့်မြလမ်းနှိုင်းလိုလိုမှာကျွန်တော်တို့ထက်အခြေအနေဆိုးကြသည့်သူတွေပြောလို့သာပြောရသည် ကို့အနေထားကလည်းဘာဖြစ်မည်မှမသိသေးအပူတွေအမောင်းတွေကစင်ကဲစင်ကဲဒီဘူးဒီအမောင်းတွေကိုခိတဖဲထားပြီးစာလောင်ခြင်းကိစ္စကိုအရင်ဆုံးဖြေရှင်းဖို့အရေးကြီးသည်နှစ်နာရီလောက်ကြာမှ ချမ်းခောက်ဆွဲစံလေးဒီဇိုင်းဖွင့်ထား၍ဝမ်းသာသွားသည်ကျွန်တော်တို့နှစ်ယောက်လွန်နေသည့်ထိုင်ကုန်းနှလုံးမှကိုကိုစီထိုင်လာရင်ခက်တီတီဖြင့်ချမ်းခောက်ဆွဲမှားလိုက်သည်ဟာအဲ့လိုမရဘူးတဲ့ဟိုစပွဲကိုတွားပြီးသရင်ကြိုပေးထားရတာတဲ့စားတောင်းသူများလုံး၍ဆိုင်ကကြိုတင်ပြီးသရင်ကောက်ရခြင်းဖြစ်သည်အိုးဒီလိုကလာကြီးမှာကျွန်တော်ကဘာပြောเสียရလုံးမှာလဲ ျန်းခေါက်ဆွဲနှစ်ပွဲကိုကြိုတင် booking လုပ်လိုက်ရသည်တနားရီလောက်ကြာမှကိုအလဲရောက်လာခဲ့သည်အရသာရှိသလားမရှိသလားမသိဘိုက်ထဲသို့ရှော့ကနဲရောက်သွား၏တိုင်းရင်တော်ရင်သတင်းတို့တစ်ခုကြားလိုက်ရသည်စီရီမန္တလာဘောလုံးဝင်းသားလေးမှာအင်တာနက်လိုင်းမိတဲ့ဧတုဖြစ်ဘောလုံးဝင်းဘက်စီတို့ မော်တော်ကားမောင်းရီသွားသည်ဘောလုံးဝင်းတောင်ဘက်တရားခုနှစ်လမ်းပေါ်တွင်အင်တာနက်သုံးဖို့အတွက် ဆိုင်ကယ်နဲ့မော်တော်ကားတွေတော်တော်များများရပ်ထားသည်ကိုတွေ့ရသည်။ MPD ရလိုင်းမရ။ Orido နဲ့ Telino ကတော့လိုင်းရားလိုက်ပြောက်လိုက်နဲ့။ကဲဘယ်လိုင်းမရရပတ်ဟုတွေ့ရင် Orido ကိုဖွင့်လိုက်သည်။အဝိုင်းလေးတည်လဲနေ၏။ကျွန်တော်သည်တကွခုထွက်လာမည်လားဟုစိတ်ဝင်စားကြည့်နေသည့်ကလေးတစ်ယောက်လိုအဝိုင်းလေးလဲနေသည့်လက်ကင်ဖုံးရဲ့ဖန်သားမျက်နှာပြင်ကိုပဲမျက်တောင်မကတ်ကြည့်နေရ၏တခါ 2ခါ3ခါ4ခါအဝိုင်းလေးလက်ပတ်သည့်အချိန်ရေကို စိတ်ထဲကမှတ်သားနေမိသည်သို့တော်လည်းမှတ်သားရင်ဖြစ်တညာလုံးအရေးပြတ်ထား၍မျက်လုံးတွေမေးစင်းကျလာခဲ့ပြီအချင်းစိတ်ကိုထိန်းချုပ်၍မရတော့ရုတ်တရက်အိမ်ငိုက်သွားရင်လက်ထဲကတယ်လီဖုန်းနဲ့အောက်သို့လွတ်ကျသွားသည်လက်နိုးသွားပြီးလက်ကင်ဖုန်းကိုကြပြာကြပြာဖြစ်ကောက်ယူလိုက်သည်ဟဲ့ လမ်းနေသည့်အဝိုင်းလေးရပ်တန့်သွားပြီးအင်တာနက်လိုင်းမိနေပါပြီကော Facebook မှာမန္တလေးငလင်သတင်းတွေကြီးတွေ့ရသည်ဇဝဲမှနေသည့်သမီးချင်းနှင့်သမီးငယ်တို့ကျွန်တော်နဲ့ဆက်သွယ်မရ၍စိတ်ပူနေသည့်ကြောင်းတင်ထားတာကိုလည်းဖတ်ရသည်ထို့ကြောင့်ဘေးရနေရကင်းရှင်းကြောင်းမက်ဆန်ဂျာမှတစ်ဆင့်ပို့လိုက်သည် စိတ်ပေါ်ဝါသွားခဲ့ပြီဘာပဲဖြစ်ဖြစ်သမီးတွေလည်းကျွန်တော်စီရမက်ဆေ့ရလိုက်၍ အထိုင်အလျောက်တော့စိတ်အေးသွားကြမှာပါပဲ။ကြံသေးကိစ္စတွေကိုတော့မြေတုတ်ဆောင်ရွက်ရမှန်းမတွေးနိုင်အားသေး။အင်တာနက်လိုင်းကလည်းပြတ်သွား၍အိမ်တို့ပြန်လာခဲ့သည်။ဒိုင်းမီစင်တုန်းက Facebook မှာဖက်လိုက်ရတဲ့သတင်းတွေကအပူတော့ကတွေဖြစ်ကန့်ညိပါလာခဲ့သည်။မန္တလေးလမ်းတွေကလည်းတိတ်ဆိတ်နေလျက်မော်တော်ကားမောင်းရင်းဖြစ်တယ်လီဖုန်းလိုင်းကောင်းတွေနဲ့ကျွန်တော်အိမ်ကငလျင်ထိထားတဲ့တံရတန်ချက်တွေကိုစစ်ဆေးပေးဖို့အတွက် ဘယ်ဆိုရင်အင်ဂျင်နီယာတွေကိုဆက်သွယ်ဖို့စ조사ရတော့မည်တယ်လီဖုန်းကလည်းနောက်တစ်ရက်ရောက်လာသည့်တိုင်ဟယ်လိုဟုခေါ်ပြီးဆက်သွယ်ပြီးမရသေးငလင်လှုပ်ပြီးတဲ့နဲ့ဆက်သွယ်ရေးလိုင်းထဲမှာဟယ်လိုခေါ်တဲ့တွေပြည့်နှက်နေမည်ထင်သည်ဟယ်လိုကြားလားဟယ်လိုကျွန်တော်တို့ကိုကြီးပါဟယ်လိုရေတန့်ဘူးရနိုင်မလားခမဟယ်လိုဟယ်လိုဟယ်လိုညှို့ထုံးလို့ 可咋办呢？